ခု chamber တော့ BP over စာခန်းကြီး3ဖြစ်ပါတယ် BP over စာခန်းကြီး3အငယ်1မှ12ကျွင်းသေးသောစကားဟုမူကားငါညီကိုတို့သခင်ဖျား၌ဝမ်းမြောက်ခြင်းရှိကြလော အထက်ထက်ငါရေးလိုက်တော်လဲပင်မန်းခြင်းမရှိတင်တို့မူကားလုံခြုံခြင်းရှိကြလိမ့်မည်ခွေးတို့ကိုရှောင်ကြလော မကောင်းသောအကျင့်ကိုကျင့်သောသူတို့ကိုရှောင်ကြလော ရေပြားလိချင်းကို ခံရောင်ဆောင်သောသူတို့ကိုရှောင်ကြလောငါတို့သည်စိတ်ဝိညာဉ်အားဖြင့်ဘုရားသခင်ကို ကိုးကွယ်၍ဇာတိ၌ကိုးစားခြင်းမရှိဘဲယေရှုခရစ်၌သာဝါကြွားဝမ်းမြောက်တော်သူဖြစ်၍မှန်သောရေပြားလိချင်းကို ခံတော်သူဖြစ်ကြ၏သို့တော်လည်းငါဖြစ်လျင်ဇာတိ၌ကိုးစားเสียအကြောင်းရှိ၏အခြားသူမြည်သည်ကားဇာတိ၌ကိုးစားเสียအကြောင်းရှိသည်ဟုထင်လျင်ငါမူကားတာ၍ရှိ၏ ငါသည်ရှေ့ရမြောက်သောနေ့၌အေဗျာလီချင်းကိုခံရ၏ဤဒေလာအမျိုးဘိယာမင်းအနွယ်ဖြစ်၏ဟေဘဲလူမှဆင်းသက်သောဟေဘဲလူစစ်ဖြစ်၏တရားအားဖြင့်ပါရိရှဲဖြစ်၏စိတ်အားကြီးခြင်းကိုမေးသောငါသည်အသိတော်ကိုညင်းဆဲသောသူဖြစ်၏ပညာတရားအားဖြင့်ရသောဖြောင့်မတ်ခြင်းကိုမေးပြန်သောငါသည်အပြစ်တင်ကွင်းနှင့်ကင်းလွတ်သောသူဖြစ်၏သို့တော်လည်း ငါ၏အကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကိုရှုံးစေသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်၏ထိုမြတ်မကငါ၏သခင်ယေရှုခရစ်ကိုတည်သောပညာသည်အပေမြတ်လောက်မြတ်တီကိုထောက်၍ခတ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးတည်ခြင်းမှထမ်းမြောက်သောအခွင့်ကိုငါရနိုင်ကောင်းလျှင်ကိုယ်တော်သည် အသေးခံတော်မူသည့်ဤသူငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထမ်းမြောက်တော်မူခြင်းတကောကို၎င်းဆင်းရဲခံတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်းတိကျွမ်းခြင်းငါပညာတရားအဖျင်းရသော ကိုဖြောက်မှတ်ခြင်းကိုမကူစားဘဲခရစ်တော်ကိုယုံကြည်ခြင်းအဖျင်းရသောဖြောက်မှတ်ခြင်းဒီဟုသောယုံကြည်ခြင်းအတွက်ကြောင့်ဘုရားသခင်ပေးတော်မူသောဖြောက်မှတ်ခြင်းကိုကူစားသဖြင့်ခရစ်တော်ကိုအမြတ်ရ၍ ထိုသခင်၌တည်ပါမည်ကြောင်းခတ်သိမ်းသော အရာတို့ကို မစင်ခဲ့သို့ငါထင်မှတ်၏ထိုတို့ဆိုသောအကျိုးကိုခံရပြီးစုံလင်ခြင်းသို့ရောက်ရပြီဟုငါမဆိုလိုအကျဉ်းကျိုးကိုပေးခြင်းကခရစ်တော်သည်ငါကိုကင်ဖန်းတော်မူ၏ထိုအကျိုးကိုကင်မိခြင်းကငါပြည့်၍လိုက်သေး၏အငယ်73မှ27ဤကိုယ်တို့ငါကင်မိပြီဟု ကိုကိုကိုမထင်တော်လဲ ငါပြုသောအမှုတခုဟုမူကားနောက်ကျသောအရာတို့ကိုမမှတ်ပဲရှေ့၌ရှိသော အရာတို့ကိုလှမ်းကမ်း၍ယေရှုခရစ်အဖင်ဘုရားသခင်သည်အထက်ရမှခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကိုရခြင်းငါပန်းတုံးတိုင်တို့ငါလိုက်ပြည်၏ထိုကြောင့်စုံလင်သောသူ ရှိသမျှတို့သည်ဤသို့သောသဘောကိုစွဲလန်းရကြမည်တင်တို့သည်စုံတစ်ခုသောအရာ၌သဘောချမ်းသာလျှင် ထိုအရာကိုပင် ဘုရားသခင်ပေါ်ပြတော်မူလိမ့်မည်သို့မဟုတ်တော်လဲယခုမိသည်မြအတိုင်းတဏီဒီကျင့်၍တသဘောဒီရှိကြရမည်ညီကိုတို့ငါကျင့်သည့်ဤသူတင်တို့သည်တဏီကျူသည်ကျင့်ကြလောငါတို့ပေးသော ပုံတက်သည်နှင့်ညီကျင့်သောသူတို့ကိုလည်းရှုမှတ်ကြလောအကြောင်းမူကားအထက်အဖန်ပန်ငါပြော၍ယခုပင်မျက်ရည်ကျလက်နှင့် ပြောသည့်အတိုင်းခရစ်တော်၏လက်ဝါးကတိုင်ကိုရံပက်ပြု၍ ကျင်သောသူအများရှိကြ၏ထိုသူတို့သည်ပျက်စီးခြင်း၌လမ်းဆုံးတက်ကြ၏သူတို့၏ဖျားမှုကမိမိတို့ဝမ်းပေသည်မိမိတို့ရှက်ကြောက်ပွေသောအကျင့်၌သာမိမိတို့ဝါကြွားကြ၏လောကီအရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြ၏ငါတို့ကျင့်သောအကျင့်မူကားကောင်းကင်ဘုံနှင့်ဆက်ဆိုင်လျက်ရှိ၏ကဲတင်တော်မူသောအရှင်သခင်ယေရှုခရစ်သည်ကောင်းကင်ဘုံမှ ွှလာတော်မူမည်ဟုငါတို့သည် မျှော်လင့်လျက်နေကြ၏ထိုသခင်သည်ခတ်သိမ်းသော အရာကိုပင်မိမိအောက်၌အိတ်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအပြင်ယုံညံ့သောငါတို့၏ကိုခန္ဓာကိုပင်ဘုံတရေနှင့် ပြည့်စုံသောကိုခန္ဓာတော်ဤဤတူဖြစ်စေခြင်းကအသည့်ပြင်ဆင်တော်မူလတံခေနောက်ကျပိုင်းတော်ကျင့်ကြပါရဲ့ဘုရား